တဲရလာအခွင့်အရေးတွေဖွဲ့ဖွဲ့ပြ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 ဝမ်းတာရဲ့ဒီလိုမျိုးလေးအာအခွင့်အရေးတွေရရဲ့ဆိုပြောပြလို့ရှင်ပျော်ရဲပေါ့နော်ဟုတ်ပြပြအဲ့လိုအနုပညာနဲ့ထပ်သူကသူတို့တွေကိုယုံကြည်မှုပေးထားတယ်အရန်ယုံကြည်ရဲ့သူတို့အဲ့လိုကိုချစ်ကိုလန်းနဲ့အဲ့လိုလုံနိုင်နေဆိုတာပြပြတို့ယုံကြည်မှုကြောင့်ပေါ့နော်ဥပမာကားမောင်းတာကအဲ့လိုဖလစ်ပေးရဲ့တော့တယောက်တည်းဆိုလို့ရှင်မမေကြတော့စိတ်ပူတယ်ပြပြကြတော့ယုံကြည်ပေးရဲ့အဲ့လိုမျိုးပေါ့နော်ဟိုသူတို့ ပူလို့ဆိုပြီးတော့အဲ့လိုအုတ်ထားရင်တရုတ်ဘာမှလောက်တတ်မှာမဟုတ်ဘူးပေါ့နော်ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ I'm SP ဒီကမှာတဲ့ပို့ချိုဆိုရဲအာလူစုံမလေးပေါ့နော်အမြတွေ့ရမှာပါဟုတ်ကဲ့ တဲ့ဒီကားမှာကိုမင်းဖုံမြက်နဲ့စုံမယ်ပေါ့နော်ပြီးတော့အာတဲနဲ့ကမမြက်နေတာကြော်နေတာညီမတွေပေါ့နော်ဒီကားလေးမှာအာအရန်ပျော်နေပြီတရိုဒီ secretary တွေမှာတွေကအကောလုံးကဒါပါဝင်တဲ့အတိုင်းအကောလုံးကဟိုပတ်လဲစုံပြီးသားသူတွေပေါ့နော်ပြီးတော့တကယ်ဟို anti atia တို့လည်းပါတယ်ပေါ့နော်တကယ်အတားကြီးရမှာဆိုလို့ရှိရင်လည်းကိုနဲ့အရန်ရင်းကြီးရဲ့ club ဖြစ်တဲ့သူတွေကြီးပဲဆိုတော့ဒီကားရရင်ခုန်နေပါတယ်အာဒီကားကတရို့ အာပုံမှန်ဆိုတာထက်တော်တော်လေးစိုးတယ်ပြိတက်လည်းတော်တော်လေးမုန်းခံရမယ့် character လေးပေါ့နော်အဲတော်တော်လေးလည်းအလှုပ် character လေးလည်းဖြစ်တယ်ပေါ့နော်ဟုတ်အာသဲတို့ဟို secretary တင်မှာတော့တိုင်မင်ထားရပေါ့နော်ဆွမ်းကုတ်ရုံမှာကြမယ်ပေါ့နော်တိုင်မင်ထားတယ်သဲတို့ရုံမှာမှာဖွဲ့ရှိအောင်ဆိုတော့တွက်နေသူမတူနီမတူနီရဲ့နီလန်းနေနဲ့ရုံမှာကြမယ်သူတွေဆိုတော့ဆွမ်းကုတ်ရုံမှာပဲပေါ့နော် ဟုတ်တယ်မမနဲ့ကဒီကားမှာမှာပထမဆုံးဆုံးဘူးတာပေါ့နော်မမနဲ့ဆုံးရတာလည်းအရန်ဝမ်းတာရယ်ပြီးတော့ဒါမဟာကားလည်းဖြစ်တယ်ပေါ့နော်မဟာကတဲ့အရှင်းမှာလည်းထူးဆောင်ဆွဲကရက်တာကိုပြိတက်ကိုချပြခွင့်ရခဲ့ပေါ့နော်အဲ့ဒီဟာဒုတိယကြိမ်မဟာလည်းဖြစ်တယ်မကြည့်ဘူးလည်းဖြစ်တယ်ပြီးတော့ဇက်လန်ကလည်းတဲ့ဒီဝိထုကအရန်ပောက်ထားပြီးသားဆက်ဆိုတော့လေပိုပိုချိုဆွဲကရက်တာကိုပြိတက်ရင်လည်းရအောင်အများကြီးမျှော်လင့်ထားပါတယ်ဟုတ်အဲတဲ့အရှင်းမှာပြောခဲ့လို့ပေါ့နော်ပြိတက်မုံမအောင်တော့ကြောက်တယ်ဒါပေမဲ့တဲမှာက တဲ့ရဲ့ဒီ lifestyle blog တွေရှိရပေါ့เนาะအဲ့တော့တဲ့ရဲ့ character ကိုပြည်သက်ကတည်ထားပြီးသားဖြစ်တဲ့အတွက်ဟိုမုံမယ်ဆိုလို့ရှင်ဒီမှာမုံဒီမှာပြန်ချစ်ပေါ့အဲ့အဲ့လိုမျိုးလေးပေါ့ဟဲ့နောက်ပြီးလိုက်စေးပြီးလိုက်ဒါပေါ့တော့မုံသားရဲ့ YouTube သားကြည့်ပေါ့ဒီကားမှလည်းသူကလေတချို့ဟာလေးရတော့ဟိုခလေးဆိုးဆိုးတို့လိုမျိုးလေးရှိရဲဆိုတော့လေတို့မြကားမှာတော့အတော့မြမှာကြတော့တကယ်အသက်ကြီးကြီးရင်ကျက်တဲ့မိန်းကလေးတယောက်ရဲ့ဟို van ပေါ့ဒီကားမှာကြတော့ငွေပိုင်းမယ်အဲ့လို ပုံစံဆိုးတာပေါ့နော်မတူဆိုးတာတော့လေဟုတ်ဟုတ်တယ်ဟုတ်တယ် तू ကဒီကားမှာလေ तू ဆိုးခြင်းလို့ရတော့မဟုတ်ဒါပေမဲ့ဆိုးနေရပါတော့သူပုံစံခလေးဆိုးပေါ့အဲခလေးဆိုးရတော့လဲပြောလို့တော့မရပါဘူး तू အသက်ရွယ်နေမလိုက်ဆိုးရိုင်းတာပေါ့နော်ဖေဖေကတော့အဲ့လိုမျိုးဟိုအကြံပေးရရတော့မဟုတ်ဘူးပေါ့နော်တဲရလာခွင့်ရေးဖေဖေပြ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 ဝမ်းတာရဲ့ဒီလိုမျိုးလေးအာအခွင့်ရေးတွေရရဲ့ဆိုပြောပြလို့ရှင်ပြောတယ်ပေါ့နော်ဟုတ် ပြရအလိုအမှုပညာနဲ့ထပ်သူကသူတို့တွေကိုယုံကြည်မှုပေးထားတယ်အရန်ယုံကြည်ရဲသူတို့အလိုကိုချေကိုလန်နဲ့အလိုလုံနိုင်နေဆိုတာပြပေတို့ယုံကြည်မှုကြောင့်ပေါ့နော်ဥပမာကားမောင်းတာကအလိုလွတ်ပေးရဲတွားတယောက်တည်းဆိုလို့ရှင်မမေကြတော့စိတ်ပူတယ်ပြပေကကြတော့ယုံကြည်ပေးရဲအဲ့လိုမျိုးပေါ့နော်ဟိုသူတို့ကိုပူလို့ဆိုပြီးတော့အဲ့လိုအုတ်ထိုင်တဲတို့ဘာမှလောက်တတ်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ယုံကြည်ပြည့်ရဲ့တော့လောက်အဲ့လို highway ဆိုလို့ရှိရင်လည်းအတူများဆိုတဲ highway မောင်းတော့တဲ့ဦးမေးရဲ့ ဟိုင်ဝေးမောင်းကြီးတင်မေးထားရလားဗျာဒါမဟုတ်ဘူးအဖေကတော့ကပဲလိုက်တာအဲ့လိုအဖေကသူ့ကတော့ကလိုက်အဲဘယ်လိုမျိုးလေးပေါ့လို့ယုံကြည်ပေးထားတာပဲရှိရတယ်တို့လေစင်းနှစ်တကြဘာလို့ဘာလို့ဆိုရင်မတင်မေးထားဘူးဘယ်ရမဆိုပေါ့နော်တရုတ်အရင်တော့အဲ့လိုလေဟိုတရုတ်ရနေရဲ့ဘဝကိုအဲ့လိုကိုကိုကိုအဲ့လိုအဲ့လောက်ကျင်းနေဆရာကောင်းမဲမထင်ဘူးပေါ့နော်ဒါပေမဲ့တရုတ်ရဲ့ဘဝကိုဒီ lifestyle နဲ့ပတ်သက်ပြီး blog တွေချပြရတဲ့ခါမှာပရိသတ်တွေအရင်သဘောကြကြရပေါ့နော်တရုတ်ရနေရယုံကြည်မှုခံရရပြီးတော့ အာမိဘနဲ့တာသမီဆက်ဆက်ရေးမှာအဆင်ပြေရဲ့ပေါ့နော်အရင်လိုစိတ်ဆိုးစိတ်ကောက်တာတွေပါလည်းမရှိဘူးလို့ဖေဖေတို့ကလည်းယုံကြည်ပြီးပြီးတော့ဖေဖေတို့နဲ့တဝိုင်းနဲ့စားတောက်တယ်အဲ့လိုမျိုးဟိုပျော်ရွှင်မှုတွေဘက်ကိုပို့သွားရပါတော့အဲ့တော့ဒါအမှန်တိုင်းပြောရင်တော့မိသားစုတိုင်းတော့အဲ့လိုမျိုး close ဖြစ်ဖို့ရှာရပါတော့တတို့အဲ့လိုမျိုးလေးနေရတော်တော်ကံကောင်းတယ်ပေါ့နော်မိသားစုဘလော့တွေကိုကြည့်ပြီးတော့တော်များအားကြနေကြတယ်။အရန်သဘောကြကြတယ်။တော့မိသားစုဘလော့နဲ့ပတ်သက်တာဆိုတော့ ဟုတ်တယ်မိသားစုတို့ရဲ့ဒီ lifestyle ကဟိုမတူတာများရယ်ပေါ့နော်အဲ့လိုမိဘနဲ့တာသမီကြမှာပုံပွင့်လင်းနေရယ်တငယ်ချင်းလိုနေရယ်ဒါပေမဲ့တငယ်ချင်းလိုနေလို့ရိုင်းနေရမျိုးတော့မဟုတ်ဘူးအာယုံကြည်မှုထားရယ်အပြန်လန်ပေါ့နော်နွေးနွေးထွေးထွေးပူရှိလာရယ်ပေါ့နော်အော်ကံကောင်းတာပါတရုတ်ဒီနောက်ပိုင်းဆိုလို့ရှင်ပို့ပြီးတော့တည်လာရဲဖေဖေဆိုလို့ရှင်ဟိုအခုနောက်ပိုင်းဆိုပို့ပြီးတော့လွတ်လပ်ခွင့်ပေးရဲပို့ပြီးတော့ ယုံကြည်ပေးရတဲ့တငယ်ချင်းတွေနဲ့အစားလိုယုံကြည်မှုအပြန်လန်ပေးရပေါ့နော်အဲ့တော့ကိုကယုံကြည်ထားတဲ့ပုံမှာကိုမလိမ်ဘူးအဲဒါလုံးမဲ့ဘာလုံးဘာပဲလုံးလို့အတိပေးရမယ်ဆိုရယ်စိတ်ကိုမှလည်းရှိရပေါ့နော်အပြန်လန်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တော့ဖေဖေကလည်းယုံကြည်ပေးရကိုကလည်းအဲ့လိုယုံကြည်မှုဟိုအမှားမလုပ်ဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့ဟုတ်ကဲ့ အကုံကလည်းဆိုပျော်ရတာပေါ့နော်တခါလေးကြောက်လို့ရှင်လဲအဲ့လိုလူဆိုတော့လူများတော့ကတောက်ဆာဆိုတော့ရှိရပါတော့ဒါပေမဲ့အဲ့လိုကတောက်ဆာရှိလဲသူတို့ကအဲ့လိုအများကြီးအပူမရှူထားလိုက်ပါဆိုတော့အဲ့ဟာအရင်တော့အပူယူကောင်းယူလိမ့်မယ်သူတို့မိသားစုမှာလဲဒါပေမဲ့သူတို့ခုနပိုင်းကအခုအဲ့လိုပြောလို့ပေါ့ဒီတဘာဝဘေးရနေလဲငူးစုံဖြစ်နေတာတစ်ခုပြီးခုဖြစ်နေတဲ့အချိန်မှာဟိုဘယ်ချိန်ပါဖြစ်မယ်ဆိုတာမသိတဲ့အတွက်အကုန်လုံးစစ်စစ်လုံးနေရပြီးတော့သူတို့မိသားစုမှာလဲအဲ့လိုဟိုဆုံရှုံသွားတဲ့အရာကြီးရှိရဲအဲ့ဒီအရာတွေအတွက်ကိုသူတို့ခု အခုချိန်ခုကစားပြီးတော့လို့ကောင်းကောင်းလေးနေမယ်ဆိုတာစိတ်တည်ရှိရပေါ့နော်အဲ့လိုပို့ပြီးနေဖြစ်တာပေါ့နော်ဟုတ်တယ်တဲအတွက်ကဒီနှစ်ကတကယ်ဟိုအတိပွင့်နေများရတဲ့နှစ်ပေါ့နော်တဲမနှစ်ကဆိုအရင်ပစ်မှန်တယ်တဲမန်ကွန်လည်းစလုပ်တယ်ပြီးတော့ YouTube ကလည်းစတာဆိုတော့ဒီနှစ်မှာတော့အဲ့အတိပွင့်နေကောင်းကောင်းပြန်ရတဲ့အချိန်ဆိုတော့အများကြီးမဟုတ်တော့ကို့အတွက်ဟို နေရာတစ်ခုပေါ့နော်အလုံးနဲ့ပတ်သက်လဲဒီနှစ်မှာဆိုတဲ့အဲ့လို YouTube ပဲလဲ့မယ်ဆိုပေမဲ့ YouTube ပဲတောင်ပြေသွားမလဲနိုင်ဘူးအဲ့လိုကာရိုက်တွေဆိုလဲကိုယ်ယုံကြည်ပြီးကန်လန်းလာတယ်ဒီနှစ်ထဲမှာကားတော်တော်ရိုက်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးဟုတ်တယ်ဟုတ်တယ်လေးပေါ့ပါတယ်။အော်ဒီနှစ်မှာတော့တတင်းကျွမမဟုတ်တဲ့မေမေတို့အများကြီးပြန်ကြည့်ပေးနိုင်တယ်။မိသားစုကိုပြန်လုပ်ပေးနိုင်တယ်ပေါ့နော်။တဲပေးနာမှာရှိရသူတွေပေါ့လို့တဲဟိုအချိန်ခါမဟုတ်လို့အချိန်တိုင်းလိုအပ်တာလေးဖြည့်ဆည်းပေးနိုင်တယ်ပေါ့နော်။အဲ့လိုလေးတော့ဖြစ်လာတာပေါ့။ အဲတဲအများအားပြောနေကြရှိရဲ့တဲအဲ့လိုလေဟိုပျော်ရွှင်မှုဝယ်တာဆိုပြီးတော့လေတဲဘေးနာသူတွေပျော်ရွှင်အောင်လုပ်ပေးရဲ့သူတို့ပျော်ရင်တဲပျော်ပါတယ်သူတို့ရတဲ့ပျော်ရွှင်မှုကတဲစီကိုသူ့ဟာနဲ့သူရောက်လာမှာပဲအဲ့တော့တဲဘေးနာသူတွေပျော်ရွှင်မှုကိုတဲအစမ်းကုန်လုပ်ပေးရဲ့အဲ့ဒီပျော်ရွှင်မှုကတဲစီသူ့ဟာနဲ့သူရောက်လာမှာပဲအဲ့တော့တဲမှာမပျော်ရွှင်ရတာရှာပျော်ရွှင်နေရတယ်ပေါ့နော်ဟုတ်တယ်ဒီချမ်းမြေစီချောင်းကားလေးပေါ့နော်မနေ့ကစာပြောရိုက်ကူတော့မယ်အဲ့တော့ဒီကားလေးအထွက်လာခါကြလို့ရှင်လားအပေးဖို့တော့ပြောချင်ပါရှင်ဟုတ်မြန်မာစတာပစာ